အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကြီးဒုံဝန်ရေးသားတဲ့မာလာလို့အမည်ရတဲ့ဝိထုကိုအပိုင်း23အနေနဲ့ဆက်လက်ဖျားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခံစားပေးကြပါအောင်ခင်ဗျာသူတနုဤစစ်တို့ကြီးဘိုးရခ၏ရုပ်အလောင်းအနည်းတွင် ပြန်ကျဲနေသောစေဘူးများကိုတိမ့်ဆဲနေပေရာစာနာဒီဝီပြင်မသည်စိတ်ဝင်စားသောအစိုက်ကြည့်၍နေပေသည်ရှင်ကစစ်တိုက်တိုက်ရုံသာမကဘူးစေလေကုဒတ်သားတော်ကိုရှင်စေကုကောင်းတို့လူနာတယောက်တော်ဖြင့်တေချာပြီး ဆန္ဒတွေပြင်မှသည်ဘူနန္ဒအာမခန့်ခြင်းအောင်စလိုက်ပြန်သည်ကျွန်တော်လည်းတက်သည့်ရမှတ်သည့်တော့ဒံယာတတ်တာအောင်ဆေးထက်ပေးတာပါပဲဒါပေမဲ့တေးရမဲ့လူကိုရှင်အောင်လှုပ်ဖို့တော့ကျွန်တော်လည်းမတတ်နိုင်ဘူးဘူနန္ဒသည်ပြောပြောဆိုဆို မြင်းဆက်ကြိုးကိုကင်ပြီးကောင်းကင်သို့မော်ကြည့်လိုက်သည်ဘာလဲရှင်ကမိုးရွာမှာကိုကြောက်နေပြန်ပြီလားမိုးရွာထဲမှာနှစ်ယောက်တည်းနေရတာမပြောဘူးလားဘင်းရမကြောင်လည်းခတ်တာပဲ ဘယင်မရဲ့လုံချုံရေးဟာဘလောက်အရေးကြီးတယ်ဆိုတာဘယင်မစဉ်းစားမိရဲ့လားဘယင်မနန်းတော်ထဲမှာချမ်းချမ်းသာသာပြန်မရောက်သေးတည်းမရင်းထဲမှာလေးနေတဲ့အတွေ့ပျော်ဖို့ဆိုတာစိတ်ကူးလို့တော့မရဘူးနန်းတော်ကိုသွားဖို့ခရီးကအဝေးကြီးပဲဝေးတော့မြန်မြန်သွားဖို့ပြောနေတာပေါ့ပြောပြောဆိုသူဘယင်မဒီကြဆုံးမေးကြံရဲခဲ့သည့်စစ်သူကြီးဘိုရက်ခအားအမြအတန်းပေးဝေပြီမိမိစီလာသောမြင်းကိုရှင်းအောင်ထားသည့်တပင်ရှိရာသို့ဘုန်နာနာနှင့်အတူလာခဲ့ကြပေသည် တောထဲမှာဒီအဝယ်စားနေဆိုရင်စိတ်မချရဘူးစိတ်ဝယ်စားကိုရုတ်တရက်လူမမြင်နိုင်အောင်ဟောဒီတစ်ဘက်ကိုခြုံထားကြမှာဘုနာနာဒီဘီယမအာမိမိခါမတစ်ဘက်ကိုလှမ်းပေးလိုက်သည်တောနဲ့ကြီးထဲမှာဘသူမြင်မှာမဟုတ်လို့အဝယ်ခြုံထားရမှာလေတက်ပြက်ပြေးပြေးလာတဲ့လူတွေနဲ့တွေ့မှာဆိုလို့ပြောနေတာပြောပြောဆိုဆိုဘုနာနာဒီဘီယမအာတစ်ဘက်ဖြင့်လှမ်းခြုံပေးလိုက်သည်ကဲမြင်းပေါ်မြန်မြန်တက်မုံမလင်းခင်နန်းတော်အရောက်ဒုံဆိုင်ကြရမယ် နှစ်ယောက်သားမြင်းကိုစီဖြင့်စေတုဒ္ဒါမြို့တော်ဘက်စီသို့လာခဲ့ကြရာလံခုလာတို့ရောက်သောအခါဘယင်မသည်မြောက်ဘက်သို့ဥတီပြေးသွားနေရာမှမြင်းဆက်ကိုအသာဆွဲပြီးရက်လိုက်၏။ဘာဖြစ်လို့ရက်ပြန်ရတာလဲ။ဒီနေရာကိုမှတ်မိသေးသလား။စန္ဒာဒီဝီပြင်မသည်ဘုန်နာနာ၏မိကုံးကိုမဖြေဘဲပြန်ပြီးမိကုံးထုတ်လိုက်သည်။ဘာမှတ်မိတာကိုမင်းနေမှမသိပဲ။အရက်သူမာလာဖြစ်ဘယင်မနဲ့ပထမဆုံးတွေ့ကြတဲ့နေရာဟာ ဟောဒီနေရာမဟုတ်လားအင်းဟုတ်တယ်ဘာဖြစ်လို့လဲဟိုတုန်းကရှင်ပြောခဲ့တာတွေပြန်စင်းသားမိရေကျင်လိုက်တာရေကျင်ရင်နန်းတော်ကြမှာ ရေပါဒီနေရာဟာရေစရာနေရာမဟုတ်ပါဘူးဘာဖြစ်လို့ဘယင်မကိုနန်းတော်ရောက်အောင်စိုးပို့နေရတာလဲဘယင်မနန်းတော်ကိုမသွားချင်သေးဘူးဘယင်မရဲ့အထင်းတော်ကြီးဒေါ်သူသာနေတဲ့ငပြောတော်ရွာကိုပထမဆုံးသွားပြီးဒေါ်သူသာကိုသူတနုဘယင်ရုပ်ရံမမှုနိုင်အောင်နန်းတော်ထဲခေါ်သွားရအောင်မယ် သူတို့နုကဒေါသူသားကိုဖမ်းပြီးနရွက်ဖြတ်ဖို့ကြံစီနေလဲဆိုတာတေဂာနီဆက်ဆက်စစ်သူကြီးဘူရခပြောသွားတာဘရင်မရဲ့နားနဲ့ဆက်ဆက်ကြားပြီးပြီဒါကြောင့်ဒေါသူသားကို သူတို့နုလလန်းမမီတဲ့နေရာကိုခေါ်သွားဖို့အရေးကြီးတယ်ဒေါသူသားအတွက်ဘာမှစိတ်မပူပါနဲ့နတ်ပြမနှက်ကြရင်ကျွန်တော်ကိုယ်တိုင်လာခေါ်ပြီးနန်းတော်လည်းရောက်အောင်ပူပေးမှာပေါ့ဒီနေ့ညအဖို့ဒေါသူသားကိုသူတို့ရမမှုနိုင်သေးပါဘူးဒီနေ့ညရမမှုရမမှုနိုင်သေးဘူးဆိုရင် ဘလို့လောက်ပြီးပြောနိုင်တယ်လဲသူတန်းတို့ရဲ့စစ်တီတော်တွေဖျော်ဖျော်ဖြစ်နေချိန်မှာသူ့လူတွေပြန်စုဖို့ကအရေးကြီးတဲ့အတွက်ဒေါ်သူသားကိုရံမှုဖို့အချိန်ရမှာမဟုတ်ဘူးဒါကြောင့်ဒီညအတွက်စိတ်ပူစရာမရှိဘူးလို့ကျွန်တော်ပြောနေတာပေါ့ဘာပဲပြောပြောဘယင်မရဲ့မဲတော်အရင်လို့ရှေ့ခင်မျက်နှိုးတဲ့အထင်းတော်ကြီးဒေါ်သူသားကိုပြစ်မထားနိုင်ဘူးရှင်မလိုက်ရှင်လည်းနေဘယင်မကိုယ်တိုင်သွားမယ်အတော့ကိုပြောရခက်တဲ့ဘယင်မပဲ ဘယင်မမိုင်မဲမှုကြောင့်အာလုံးဒုက္ခရောက်ကုန်ပါလိမ့်မယ်။ညင်းညူမနေစားပါနဲ့။ယောက်ျားဆိုပြီးကြောက်စရာမရှိတာတွေတွေးပြီးကြောက်နေရသလား။ဒီနေရာဟာဘယင်မရဲ့ပိုင်နိုင်ပါ။ဘယ်ရန်သူမှမလာနိုင်ပါဘူး။ဘယင်မပိုင်နိုင်မှုလို့ဘယင်မကံကောင်းလို့လူသုံးယောက်ရဲ့လက်ထဲပါမသွားတာကိုပြန်ပြီးသတိထားအောင်ပါပေါ့။ဟိုတုန်းကတော့ဒီလောက်အတင်ရဲနေရင်အခုလိုအချိန်မှာဆိုရင်ကြားနာလို့ဖြစ်နေတော့ပိုးပြီးကြောက်စရာမကောင်းဘူးလား။ကြောက်စရာကောင်းရင်ရှင်းပါသားရှင်နန်းတော်ကိုပြန် ဘုရင်မတော့အထင်းတော်ကြီးမပါပဲနန်းတော်ကိုမပြန်ဘူးပြောပြောဆိုဆိုဘုရင်မသည်အရှိတ်ဘက်ဆူဆူသို့ထွက်ခွာလာခဲ့ပြီယာဘုန်နာနာမှာခေါင်းမာလာသောဘုရင်မနောက်မှာတခေါက်ခေါက်လာခဲ့ပြီသည်မိုးသားများမှာတက်မြဲတက်ပြီးတမိုးလုံးမှောင်မဲ၍နေပြီသည်ထို့နောက်ညမကြမင်းဝင်းကနေတစ်ချက်လျှက်စည်းလက်ပြီးတတော်လုံးပဲ့တင်ရိုက်ဟီးသွားစေပြီးမိုးရှုံးတန်ကြီးလည်းထွက်၍လာပြီ။ကဲကြားတယ်မဟုတ်လား။မိုးရွာလိုက်မယ်။နန်းတော်ကိုပြန်ကြစို့ မိုးရှုံတိုင်းမိုးရွာရောလားမိုးဖြူမဆဲမိုးမေးမရွာဆိုတဲ့စကားကြားဘူးတယ်မဟုတ်လားအခုချက်ချင်းမိုးမရွာနိုင်နေပါဘူးဘယင်မတည်းပြောပြောဆိုဆိုချစ်ဆက်၍သွားနေပြီယဘူနာနာမှာစိတ်ညစ်ညစ်နဲ့ပင်ဘယင်မကိုထတ်ကြမကွာလာ၍ဆောင်းချောက်ရပါသည်မိုးသားများဖုံးလွှမ်းနေတဲ့ပြင်တတော်လုံးအမောင်တီးကြ၍နေပြီယတောင်မြောက်ဝဲရကိုပင်မျောမှန်း၍မရနိုင်တော့ပဲရှေးဦးတက်ရကိုတဖြည်းဖြည်းလာခဲ့ကြပြီယား တစ်ပင်ရှုံတဲ့များထူထပ်လာသည့်တောနယ်ကြီးထဲသို့ရောက်၍လာပေသည်။ဘယင်မကျွန်တော်တို့လမ်းမလာပြီနဲ့တူတယ်။နောက်ပြန်ဆုပ်ပြီးနန်းတော်ဘက်ပြန်ကြရင်ကောင်းလိမ့်မယ်ထင်တယ်။လမ်းမမနိုင်ပါဘူး။ဒီနေရာကိုဘယင်မလာနေကြပါ။ဘယင်မကခေါင်းမှစွာဖြင့်ပြန်ပြောလိုက်သည်။ထိုအခိုက်တွင်ဝင်းကနေလက်ကနေလျှက်စည်းလက်ပြီးမိုးချိုးပြစ်ဒဏ်ကြားလိုက်ရပါရဲ့။ဘယင်မသည်ထိတ်လန့်နေကြဘုံနန္ဒ၏မြင်းအနီတို့မိမိ၏မြင်းကိုရှင်းကပ်လိုက်ပြီးဘုံနန္ဒ၏လက်မောင်းကို ဆုပ်ကင်ထားမိပေသည်။ လျက်စီးမှာတဝင်းဝင်းတလက်လက်နဲ့ဖြစ်လာပြီးမိုးရှုံးတာများသည်လည်းပဲ့တင်ရိုက်ဟီး၍နေပေသည်မိုးရွာတော့မှထင်းနေပြန်ကြပါစို့ရွာချင်းရွာပါစေပြန်လို့မဖြစ်ဘူးအထင်းတော်ကြီးတော်သူသားကိုစိတ်မချဘူးဘယင်မသည်အန်ကျိတ်ပြီးပြောလိုက်သည်ထိုအတော်တွင်မိုးရှုံးတာများနှင့်အတူမိုးသီးမိုးပေါက်များကျလာပြီးမိုးသက်ထန်စွာရွာချလိုက်ပြီးရာဘူနန္ဒနှင့်ဘယင်မတို့မှာတကိုယ်လုံးဆူချွဲသွားပြီးလမ်းမမြင်ကမ်းမမြင်ဖြစ်၍နေပေသည် ကဲအခုမှခတ်တော့တာပဲတကူလုံးနဲ့ဆွဲချိုကုန်ပြီဘယ်နေရာရောက်မှန်းလဲမသိဘူးဘုန်းနာနာတေညင်းညင်းညွန်နေပင်လမ်းခရီးကိုမှန်းဆပြီးလာခဲ့ကြပြီယာမကြမီကွင်းပြင်ကလေးတစ်ခုတို့ရောက်ရှိလာပေသည်မိုးမှလည်းအနှဲငယ်ဆဲသွားပေသည်ဘုန်းနာနာတေတောင်မြောင်လေးပါးကို ကြည့်ရှုပြီးမိမိမြည်သည့်နေရာသို့ရောက်ရှိနေသည်ကိုလည်းခံမှန်းကြည့်ရှုနေပေသည်ဟောရန်သူတွေလိုက်လာကြပြီနဲ့တူတယ်မြင်းခွာတန်ကြားရတယ်ဘုန်းနာနာမှာတောအတွင်း၌အနေကြသူဖြစ်၍ နားပါသူဖြစ်သည့်အတိုင်းမိုးတံများကြမှာမင်းခွာတံကိုကောင်းစွာကြရသည်ဖြင့်ဘယင်မအတွေ့စိုးရိမ်မကင်းသောအမူအရာဖြင့်ပြောလိုက်သည်မင်းခွာတံဟုတ်ရဲ့လားရှင်ဘလို့လုပ်ပြီးသိတယ်လေတော်ထဲမှာကြီးပြင်းလာတဲ့သူဆိုတော့ဘယင်မနဲ့ပုံပြီးနားပါလို့သိတာဗောကဲလာဒီတစ်ပင်ရိတ်မှာခဏဝင်နေစမ်းဘုန်းနာတဲ့အစနာတွေဝင်ဘယင်မအာတစ်ပင်ကြီးတစ်ပင်အောက်ကြီးမောင်ရိတ်တင်ဖွက်ထားလိုက်ပြီးမင်းခွာတံကြရသူအာယုံဆိုင်၍နေပြီဒီ မကြမီတောတန်းတစ်ခုမှမြင်းစည်းလာနေသူ၄ဦးကိုရိတ်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 နဲ့မြင်ရပေသည်ထို့သူ၄ဦးမှာတက်ပြက်ပြီးအရှေ့ဦးတရာသို့သွားနေသောသူတနုဘယင်ဤတက်ပြက်မှတက်သားများဖြစ်သည်ကိုဘုံနန္ဒမှာကောင်းစွာသိသည်ဖြင့်ဘယင်မကိုတစ်ပင်ရိတ်တွင်ထားခဲ့ပြီးထို့သူများလာရာသို့မျက်နှာချင်းဆိုင်လာခဲ့ပေသည်ဟေးရှေ့ကဘာတူလဲရှေ့ကမတိုးနဲ့ရလိုက်စမ်းဘုံနန္ဒသည်အတန်ဝဝကြီးဖြင့်အမိန်ပေးရင်းဓားကိုခွေရန်ပြလိုက်ပေသည် မြင်းစည်းလာသူလေးဦးသည်ရုတ်တရက်မမျော်လင့်ပဲဘုန်းနန္ဒ၏အတံကိုကြားလိုက်သည်ဖြင့်မြင်းဆက်ကြိုးများဆွဲကာရက်တန်လိုက်သည်ဓားများကိုလည်းဆွဲထုတ်လိုက်ကြသည်မင်းတို့တက်ပြက်ပြေးပြေးလာတဲ့သူတနုရဲ့တပ်သားတွေမဟုတ်လားမင်းတို့အားကိုးတဲ့သူတနုဘရင်ယုတ်ကမင်းတို့ကိုကယ်တင်နိုင်သေးရဲ့လားမင်းတို့တဲပြီးမိုက်တွင်းနေတဲ့သူတွေပဲဘုန်းနန္ဒကအတံခမမှာဖြင့်ပြောလိုက်ရာသူတနုဘတ်တော်သား၄ဦးမှာဘုန်းနန္ဒ၏အတံဩဇာကြောင့်ရှေ့မတိုးကုန်ပဲရက်ပြီးတွေ့ဝင်နေကြသည် ငါမင်းနေတာကိုမကြဘူးလားမင်းတို့ဘသူတွေလဲတူတနုရဲ့လက်လက်ရယုံစစ်သူကြီးဘိုရခရဲ့တပည့်တွေမဟုတ်လားဘူနန္ဒသည်အာနာတန်ဖြင့်မေးလိုက်ရာထိုသူလေးဦးမှာ အလိုလိုတုံ့လှုပ်သွားပြီမှန်ပါတယ်ကျွန်တော်တို့ဟာစစ်သူကြီးဘိုရခရဲ့တပ်သားတွေမှန်ပါပြီအကြီးတော်ကရောဘသူလဲတူတနုဘသောသားလေးဦးနဲ့ခြေဆုံးမှခေါင်းဆောင်နေသူကပြန်မေးလိုက်သည်ငါဘသူလဲဆိုတာမင်းတို့သိဖို့မလိုဘူးငါမေးတာကိုသာဖြေစမ်း မင်းတို့ကဘယ်သွားမလို့လဲဘူနာနာကအခက်တီတီမေးလိုက်ပြီကျွန်တော်တို့တက်ပြက်လာတော့သူတို့နုဘယင်မင်းမြတ်ဆက်ခန်းချတဲ့တေလာဂရီတောင်ချင်းရင်ကကြောက်လန့်ကိုကြီးကိုသွားမလို့ပါမိုင်းမဲလှကြည်လားမင်းတို့သူတို့နုဘယင်စီကိုပြန်ရင်မျက်နှာကောင်းရမှာမဟုတ်တဲ့အပြင်စစ်ရှုံးလာခဲ့ရမလားဆိုပြီးအပြစ်တင်ခံရမယ်ဆိုတာမင်းတို့နားမလည်ပြဘူးလားမင်းတို့ရဲ့ဆရာစစ်သူကြီးဘိုရက်ခါလည်းမရှိတော့ဘူးတိုက်ပွဲမှာကြာဆုံးသွားပြီဟောဒီမှာကြည့် ဘုရခရဲ့ဗရမယာလက်ဆုပ်ပဲဘုဏနာသည်မိမိလက်တွင်ဝတ်ဆင်ထားသည့်ဘုရခ၏လက်ဆုပ်ကိုပြလိုက်လေသည်ဘုရခကြာဆုံးသွားပြီဟုတ်လားဒီလိုဆိုရင်ဒုက္ခပါပဲကျွန်တော်တို့တော့အားကိုးရမယ့်ပြီသူတို့နုဘတ်တော်သား၄ဦးနဲ့တဦးကဝင်ပြောလိုက်သည်ကျန်စစ်သည်တော်၃ဦးကလည်းဘုဏနာ၏လက်မှလက်ဆုပ်ကိုစိုက်ကြည့်၍နေကြပေသည်ဘုရခကြာဆုံးသွားပြီဆိုတာတကယ်ပဲလားငါးလက်ကိုကရင်အသက်ထွက်သွားတာပဲ ကဲမင်းတို့အရှိကိုဘာဆက်လုပ်ကြမလဲသူတနေ့စီကိုပြန်ရင်ဆက်ရှုံးပြီးပြန်လာခဲ့ရမလားဆိုပြီးရက်ရက်ဆက်သက်ကြီးအပြစ်ပေးမှတေးချာတယ်သူတနုနဲ့ဝေးရကိုပြေးကြပါတော့လားဘုန်းနာနာကစိတ်သက်ကြာစင်းတဲ့သူများကိုပို့ပြီးစိတ်သက်ကြာစင်းအောင် ပြောလိုက်လေသည်ဟုတ်တယ်အကြည်တော်ပြောတာမှန်တယ်သူတနုဘရင်ထံကိုပြန်ရင်အသက်ခံရဖို့ကများတယ်ဒီမှာအကြည်တော်ကျွန်တော်တို့တွေဟာလူကောင်းတွေပါတစ်ချိန်လုံးကဆိုရင်မဟာဘောကဘရင်ရေးစီမှာ အမှုထမ်းခဲ့တဲ့စစ်တီတော်ဟောင်းနေပါတူတန်းတို့ဘရင်တက်လာတဲ့အခါမှာတူတန်းတို့ရဲ့အလိုကိုလိုက်ပြီးအမှုထမ်းနေရပေမဲ့တိတ်ပေမပြောပိုက်ပါဘူးအခုလည်းပဲတက်ပြက်ပြီးထွက်ပြေးလာရပေမဲ့ဘဲကိုသွားပြီးဘာလို့ရမှန်းမသိပဲတောထဲမှာမျက်စိလည်ပြီးနေကြပါလေအကြီးတော်ဟာဉာဏ်ပညာအမျှော်မြင်နဲ့ပြည့်စုံတဲ့ပုံကိုယ်တူဖြစ်တဲ့အတွက်ကျွန်တော်တို့ကိုကောင်းတဲ့အကြံပြန်များပေးစီလိုပါတယ်ကောင်းပြီအခုချိန်ကစပြီးတူတန်းတို့ဘရင်ရုပ်ရဲ့အမှုတော်ကိုမထမ်းရွက်ကြတော့နဲ့ ဆေဒုဒ္ဒနိုင်ငံတော်ကိုအရောက်သွားကြစန္ဒာရဝီပြင်မစီမှာအမှုထမ်းကြပါတော့လားဒီအကြံကတော့ကောင်းပါပြီလေဒါပေမဲ့ကျွန်တော်တို့တွေဆေဒုဒ္ဒနိုင်ငံတော်အတွင်းကိုဝင်သွားရင်အဖမ်းခံရဖို့တေချာနေပါတယ်ပြီးတော့ကျွန်တော်တို့ကြားဘူးတဲ့အတိုင်းဆိုရင်ဆေဒုဒ္ဒဘီယင်မဟာမာနာလဲကြီးတယ်ဒါလည်းတိတ်ထက်တယ်လို့ကြားဘူးတယ်အေးမင်းပြောတာမှန်တယ်စန္ဒာရဝီပြင်မဟာမာနာလဲကြီးတယ်ဒါလည်းထက်တယ်ဒါပေမဲ့ ဘုန္နာနာသည်စကားကိုဆုံးအောင်မပြောမီတစ်ပင်ရေးအောင်မှနေပြီးဘုန္နာနာနှင့်သူရနုဘတ်တော်သားလေးဦးအပြန်အလှန်ပြောဆိုနေကြသည့်စကားများကိုတလုံးမကြံကြား၍နေသောဆာနာဒီဝီပင်မသည်တစ်ပင်ရိပ်မှထွက်လာပြီးဘုန္နာနာအနည်းတွင်ဝင်ရက်လိုက်သည်ဘယင်မဟာမာနာကြီးတဲ့ဆိုပေမဲ့စိတ်ထားနူးညံ့ပါတယ်ပြီးတော့ဘယင်မရဲ့ဓာတ်ဟာထက်တယ်ဆိုပေမဲ့နေရာတိုင်းမှာမထက်ပါဘူးတကယ်လို့အကြည်တော်တို့တွေအမြင်မှန်ရပြီးဆန္ဒရီဝီပင်မထံမှာဝင်ရောက်အမှုထမ်းကြမယ်ဆိုရင် ဆေတုဒ္ဓရာနိုင်ငံတော်ကိုရဲရဲကြီးဝင်သွားပါဟွန်ရောက်ရင်ဘယင်မရဲ့တတ်တော်ကြီးအမတ်ကြီးဥပန်းဝါကိုတွေ့အောင်ချပြီးဒုတိယတတ်တော်ကြီးအမတ်ကြီးမောင်ယူပဆေလုံးလိုက်တဲ့အကြောင်းပြောလိုက်ရင်အကြီးတော်တို့အကြီးတော်တို့ကိုလက်ခံထားပါလိမ့်မယ်ဘာမှမစိုးရင်နဲ့စာနာဒီဝေပြင်မကဝင်ပြီးပြောလိုက်သည် သူတန်းတို့၏ဘတ်တော်သား၄ဦးသည်ခိတ္တတွေ့ဝင်နေရာမှာဘုံနန္ဒအားအလေးပြုပြီးစေတုဒ္ဓရာမြို့တော်စီသို့မြင်းကိုစီဖြင့်ထွက်ခွာသွားကြသည်ကို ဘုဏ္ဏနာသည်မျက်စိတဆုံးကြည့်ပြီးကြံရိပ်ခဲ့ပြီသည်ကျွန်တော်တို့လည်းအဲ့ဒီစစ်တီတော်၄ဦးနှင့်အတူနန်းတော်ကိုပြန်သွားကြရင်ကောင်းလိမ့်မယ်ထင်တယ်နန်းတော်ကိုပြန်တာအရေးမကြီးပါဘူးကျန်းကျုပ်ရက်ဆက်တဲ့ရန်သူ၄ဦးကိုနူးညံ့တိမ်မွေးတဲ့မိတ်ဆွေတွေဖြစ်လာအောင်နှလုံးရည်တိုက်ပွဲဆင်ပေးလိုက်ပုံဟာအင်မတန်ကိုချီးကျူးစရာကောင်းတယ်ရှင်ဟာယောက်ျားတွေရဲ့တမဏိလိုမာကျောတဲ့စိတ်ဓာတ်ကိုဖော်ပြောင်းလို့ပြောပြောင်းလာအောင်လုပ်နိုင်တဲ့သူပဲမိမတွေရဲ့စိတ်ဓာတ်ကိုရော ဖော်ပြောင်းလို့ပြောပြောင်းသွားအောင်မလုပ်နိုင်ဘူးလားဘယင်းမကမထိတတိမေးလိုက်ပြန်လေကျွန်တော်ကတောထဲမှာသာနေရတာများလို့မိမတွေအကြောင်းကောင်းကောင်းမသိဘူးတောထဲမှာမိမမရှိဘူးလားဘယ်ကလာမိမရှိရမှာလဲမိမတွေနဲ့တခါမှနိနိကကကောမနေဘူးဘူးလားဘယင်းမနဲ့တွေ့မှသာနိနိကကနေဘူးတာပါဒါဖြစ်ရင်ဘယင်းမကိုရှင်းအလိုကြဖြစ်အောင်ပုံစံမသွင်းနိုင်ဘူးလား ဘယင်မဟာဘယင်မမဟုတ်ဘူးကျွန်တော်ဟာလဲကျွန်တော်မဟုတ်ဘူးဆိုရင်ပေါ့အလွယ်ကလေးပေါ့ရှင်ပြောတဲ့စကားဘယင်မနားမလည်ဘူးကျွန်တော်ပြောတာချင်းနေတာပဲဘယင်မဟာဘယင်မမဟုတ်ပဲမာလာဆိုတဲ့အရက်တူကလေးဖြစ်နေမယ်ဆိုရင်ပြီးတော့ကျွန်တော်ဟာလဲဘယင်မရဲ့ဒုတိယတတ်တော်ကြီးအမကြီးမဟုတ်ပဲတော်တွင်သားငဏနာဖြစ်နေမယ်ဆိုရင်ဘယင်မရဲ့စိတ်ဓာတ်ကိုဖော်ပြောင်းထက်ပြောပြောင်းအောင်လုပ်နိုင်တယ်လို့ပြောတာပါ င်းတဲတဲ့အကြွားကြီးတဲ့လူပဲကဲပါရှင်ရှင်ပြောတဲ့အတိုင်းဟုတ်မဟုတ်စမ်းသက်ကြည့်ရအောင်ဘယင်မဟာဘယင်မမဟုတ်ပဲအရက်သူမာလာဆိုပါတော့ရှင်ကမာလာရဲ့အကိုကြီးအနေနဲ့မာလာရဲ့စိတ်ကိုပျော်ပြောင်းအောင်ဆုံးမပြကြမ်းပါလားအရက်သူမာလာဟန်ဆောင်ပေးမယ်ဘယင်မဟာဘယင်မပဲဘယင်မဖြစ်နေသေးတယ်မ냐ကျွန်တော်ဟာလဲဘယင်မရဲ့လုံခြုံမှုအတွက်တောင်းယူယူပေးရတဲ့တတ်တော့ချင်အမကြီးဖြစ်နေသေးတယ်မ냐ဘာမှမတတ်နိုင်ဘူး ဒါထက်ပိုပြီးအရေးကြီးတာကဘယင်မတကူလုံးဆူချွဲနေပြီဒီမှာကြကြာနေလို့မဖြစ်ဘူးနန်းတော်ကိုပြန်မှဖြစ်လိမ့်မယ်ဘာဖြစ်လို့နန်းတော်ကိုပြန်ရမှာလဲမိုးလဲဆဲသွားပြီမပြောတော့ရွာဘက်ကိုခရီးဆက်ကြရအောင်မိုးဆဲသွားပြီဆိုပေမဲ့စိတ်မချရသေးဘူးဆက်ပြီးရွာလိုက်မယ်မရွာနိုင်တော့ပါဘူးလာပါသွားမယ်သွားတာကအရေးမကြီးဘူးဘယ်ရောက်လို့ဘယ်ပေါက်မှန်းမသိပဲထင်ရှားချောက်သွားတော့မတော်ပြီဘူး နောက်တစ်ရှိတက်ပြက်ပြီးပြေးလာတဲ့သူတွေနဲ့တွေ့ရင်စောစောကလူတွေလိုပြောလို့ဆိုလို့လွယ်ချင်မှလွယ်မှာဘုန်းနန္ဒသည်ဘယင်မအားရှေ့ဆက်မသွားရန်တားလိုက်သည်သူရတွင်ဘယင်မသည် တားပြစ်မရဘဲရှေ့ဦးတရာသို့သွားနေပြရာဘုန်းနန္ဒသည်နောက်မှကပ်ပြီးလိုက်ပါသွားပြီထိုခဏတွင်ဝင်းကနေလျက်စည်းလက်ပြီးမိုးချိုပြစ်ဒဏ်ကြားရပြန်ပြရာဘယင်မသည်ဘုန်းနန္ဒအနီးသို့ရှင်းကပ်လာပြန်သည်မိုးချိုပြစ်ဒဏ်မဆဲမီမိုးပေါက်ပစိန်ကြီးရွာချလိုက်ရာဘုန်းနန္ဒနှင့်ဘယင်မသည် မြေချင်းရှင်ပြီးတယောက်လက်ကိုတယောက်ကိုင်းလာခဲ့ကြပြီ။မကြမီတောအုပ်ကိုလွန်၍တောင်ချင်းရင်းသို့ရောက်လာပြီ။ကျွန်တော်တို့တော့လမ်းမလာပြီထင်တယ်။ဒါဟာတေလာဂရီတောင်ချင်းရင်းနဲ့တူတယ်။အရှိကိုဆက်သွားရင်သူတနုရဲ့ပိုင်နဲ့ထဲရောက်သွားလိမ့်မယ်။ဒီနေရာမှာပဲခတ္တခဏမိုးခိုကြရအောင်။ဘုန်းနာတော်ဒီပြောပြောဆိုဆိုမိုးခိုရန်နေရာကိုရှားဖွေနေရကမ်းမရန်တွင်ထွင်းထားသည့်အလားကြောက်ကူတကူကိုတွေ့ရသည်ဖြင့် ထိုเจ้าကူအတွင်းတော့ဝင်ပြီးခိတ္တမိုးခို၍နေပေသည်ဘယင်မတကိုယ်တော်ဆူဆွဲနေပြီအေးမိမှဆိုရတယ်ဘုဏ္ဏနာသည်ဘယင်မအာကြည့်ပြီးပြောလိုက်သည်ဘယင်မမှမူခိုက်ခိုက်တောင်းနေနေပေသည် ခုနေများမီးလုံလိုက်ရရင်တိတ်ကောင်းပါပဲမီးလုံရင်လွယ်ပါတယ်တိတ်ရွက်ချောက်တွေလည်းရှိသားပဲဘုဏ္ဏနာသည်เจ้าကူကြီးအတွင်းမှတိတ်ရွက်ချောက်များကိုစုပုံပြီးမိကကြောက်ကိုတန်ချောင်းဖြင့်ပုတ်လိုက်ပြီးမိဘွားများထွက်လာသောအခါထိုမိဘွားမှတစ်ဆင့် ဝါကွန်းတွင်မီးဆွဲအောင်လုပ်ပြီးမီးမွေးနေသည်ကိုဘယင်မသည်စိတ်ဝင်စားစွာကြည့်ရှု၍နေပေသည်။မောင်ယူပမှာမိဘနှစ်ပါးရှိသေးသလား။စန္ဒာရီဝေပြင်မသည်မီးလုံရင်ဘုံနန္ဒအာမေးလိုက်သည်။မရှိတော့ဘူးအနှိမ့်စရောက်ကုန်ချပြီ။မောင်ယူပရဲ့အပြောဆိုအပြုတ်မှုကိုကြည့်ရတာဟာအင်မတန်အယက်သားနဲ့မတူဘူး။မဟာစီမဟာသွေးတက်ကများဖြစ်နေမလား။ဘုံနန္ဒမှာမူဘယင်မမေးလိုက်သည့်မေးခွန်းကို မကြားသည့်အမူအရာဖြင့်မိဘမိဘုံကိုသာကယူဆိုင်၍တည့်ရချောင်များကိုထည့်၍ပေးနေသည်ဒီမှာမောင်ယူပါဘယင်မမေးတာမကြားပေဘူးလားမောင်ယူပါရဲ့မျိုးရိုးစင်းမြစ်ကိုမသိရပေဘူးလားကျွန်တော်ဟာရှေ့သလုံးအိမ်နိုင်လောက်ပြီးတောပုံနေတဲ့တပုံဘိုးဆိုတာဘယင်မသိတော်မူတဲ့အတိုင်းပဲဘယင်မမေးတာကိုမဖြေနိုင်ဘူးပေါ့လေဒီနေ့ညရှင်နဲ့စကားပြောရတာအပေါက်လန်းကိုမတည့်ဘူးဘယင်မဒီဘုံနန္ဒအာမျက်ဆောင်ထိုးကြည့်ပြီးရင် ရှေကိုဆောင်းရီပြောလိုက်ပြီးလေရင်ဘုဏ္ဏနာအာမကြည့်ပဲမီးပုံကိုသာစိုက်ကြည့်၍နေပေသည်မီးရောင်ကြောင့်ဘယင်မကြီးဖြူခွေးသောအသားရောင်သည်ဝါဝင်းနေသည်ဟုထင်ရပေသည်စိတ်ဝိစေစားဝိစင်ထားတော်လဲဘယင်မကြီးအချိုးအစစ်ပြပြသောကိုလုံးကိုထဲမှာဆူချွဲနေသောစိတ်ဝိစေစားကိုဖောက်ထွင်းကပေါ်ထွက်လျက်ရှိနေပေရာဘုဏ္ဏနာသည်ဘယင်မရဲ့ယူပါယုံကိုကတ်တိုင်းရှု၍နေမိလေသည်ဘယင်မကိုဘာဖြစ်လို့ဒီလောက်တောင်ကြည်နေရတာလဲ ။ဘယင်မသည်ဘုန်နန္ဒဤမျက်လုံးတံကိုမခံနိုင်သဖြင့်ချက်စနိုးဖြစ်သောအမူအရာဖြင့်ပြောလိုက်သည်။ဘုန်နန္ဒသည်တက်ပြင်းချလိုက်ပြီးလျင်တစ်ဖက်သို့လှည့်သွားပေသည်။မိုးဆဲသွားပြီးနန်းတော်ကိုပြန်ကြဆူလာ။ဘုန်နန္ဒသည်ဘယင်မ၏မိကုံးကိုမဖြစ်ပဲကြောက်ကိုကြီးအပြင်ဖက်သို့ကြည့်ရင် ပြောလိုက်သည်။ရှင်ဟာလူတစ်မျိုးပဲဘယင်မနဲ့အခုလိုနှစ်ယောက်တည်းနင်းနီးကက်ကက်နေရတာကိုမပြောပိုက်ဘူးလား။ဒီမှာဘယင်မဘက်ကများလှည့်ကြည့်စမ်းပါဦး။ ဘုနာနာမှာမို့ဘယင်မကြီးမျက်နှာကိုတစ်ချက်လှည့်ကြည့်လိုက်ပြီးမီးပုံဘက်သို့ပြန်ရောက်သွားကတက်ပြင်းချလိုက်ပြန်သည်ဘုနာနာ၏မျက်စိထဲတွင်မူမီးပုံကိုမမြင်ပဲစိတ်ဆရာကောင်းသောဆန္ဒတွေကိုဘယင်မကြီးမျက်နှာကိုမြင်လိုက်တာယာချွေပြည်နိုင်ငံတော်တိဟယာတာဘရင်ကြီးထံတွင်ဒဆကံအဖြစ်ထားရခဲ့ရသည့်တပည့်ကုန်းဦး၏ညှိုးငယ်သောမျက်နှာများကိုမြင်လိုက်နှင့်တလဲစီမြင်၍နေတဲ့ပြင်လက်တီးကိုကြည့်ကြပါအောင်ဆုပ်ပြီးတက်ပြင်းချွေကြီးမှုတ်ထုတ်လိုက်ခြင်းဖြစ်တည်သည်ထိုခိုက်တွင်မြင်းခွာတံများကြားရသည့်ဖြင့် ဘုဏ္ဏနာသည်အာယုံဆိုင်ပြီးနားဆွင့်လိုက်သည်ဒီเจ้าကူတဲကဘသူတွေလဲဟိထောက်ခဲစမ်းအပြင်မှအမိန်ပေးလိုက်သည့်အတန်ကိုကြားရသဖြင့်ဘုဏ္ဏနာသည်ထာယာမကပြကရာထားလိုက်သည်စာနာတွေဝေပြင်မှမှာလဲထိတ်လန့်သွားပုံရသည်ဘယင်မအပေါ်ကတဘက်ကိုလုံလုံချုံချုံခြုံထားစမ်းပါဘုဏ္ဏနာသည်ဘယင်မအားလေးတန်ဖြင့်ပြောလိုက်ပြီးကြောက်ကူဝါသို့ထွက်လာပေသည်ကြောက်ကူဝါတွင်စိတ်ဝိစေစားနှင့်လူ၅ယောက် မြင်းကိုစီဖြင့်ရက်ဆောင်နေသူကိုတွေ့ရပေသည်လူသူမဏီတောကြီးထဲမှာအကြီးတော်တို့နဲ့တွေ့ရတာဝမ်းသာလိုက်တာအကြီးတော်တို့ဘယ်နိုင်ငံကပါလဲဘယ်ကလာပြီးဘယ်ကိုသွားကြမလို့ပါလဲဘုန်နာနာသည်အိမ်တွေရရပင်စစ်တီတော်ငါးဦးအားနှုတ်ခွန်းဆက်တာလိုက်သည်ကျုပ်တို့ဟာတုဝနတုဝနနိုင်ငံတော်တုဒနုဘရင်မင်းမြတ်ရဲ့စစ်တီတော်တွေဖြစ်တယ်ကင်းထောက်ရင်ဒီနေရာကိုရောက်ရှိလာပြီးဂူထဲကမီးရောင်မြင်းတို့စုံစမ်းမင်းမြတ်ချင်းဖြစ်တယ်အကြီးတော်ဘသူဘဝဖြစ်တယ်ဆိုတာမသိရဘူးလား ကျွန်တော်တို့ဟာကုံတွေတွေပါတောထဲမှာမျက်စိလဲလမ်းပါပြီဒီနေရာကိုရောက်ကြည့်လာခြင်းဖြစ်တယ်ကျွန်တော်တို့ရောက်ကြည့်တဲ့နေရာဟာဘယ်နေရာဘယ်ဒေသဆိုတာတစ်စိတ်လောက်ပြောပြနိုင်ရင်ပြောပြစီလိုပါတယ်ဘုဏ္ဏနာသည်အိမ်တွေမပြတ်ပြန်၍ပြောလိုက်သည်ဒီနေရာဟာတုဝနနိုင်ငံနဲ့စေတုဒ္ဒရာနိုင်ငံတော်ရဲ့နယ်ကြားဒေသဖြစ်တယ်ဒီနေရာရဲ့တောင်ဘက်မြားတပြစ်စာလောက်ဝေးတဲ့နေရာမှာတုဝနနိုင်ငံတော်သူရနုဘုရင်မင်းမြတ်ဆက်ခမ်းချနေတိုင်းနဲ့ရာရင်နန်းတော်ရှိတယ် ကျုပ်တို့ကကင်းထောက်လုနေနေပါဒါထက်အကြီးတော်ကဘဲကလာပြီးဘဲကိုသွားမှလဲရွာသားရရွာကလေးကနေပြီးစေတရူရာမြို့တော်ဘက်ကို အသွားမှမိုးရင်မီလို့ရှေ့ဆက်မသွားနိုင်ပဲဒီနေရာမှာလာခိုးနေတာပါရွာသားရရကလာတယ်ဟုတ်လားအဲ့ဒီလို့ဆိုအဲ့ဒီရွာကလေးကိုသူတို့ဘယင်မင်းမြတ်ရဲ့စစ်တီတော်တွေဝင်ရောက်တိမ့်ပိုက်တာကိုမတွေ့ခဲ့ပြီဘူးလားရွာသားရရကိုတိမ့်ပိုက်တာတော့မတွေ့ခဲ့ဘူးဒါပေမဲ့ ရွာသားရမရောက်ခင်ဆန်းချောင်းကလေးမှာတိုက်ပွဲတွေဖြစ်သွားလာတော့မြင်ဘူးပါတယ်ရွာသားရရကမီးရောင်လည်းမမြင်ရပါလားဒီလောက်ချင်းရင်ရွာသားရရကို မီးရှို့ဖို့ကောင်းနေလောက်ပြီကျို့တော်လည်းအဲ့ဒီရွာကလေးဘက်ကို ကြည့်ရတာပဲမီးရောင်ကိုအလင်းမမြင်ရသေးဘူးမီးရောင်မမြင်ရတဲ့အကြောင်းရင်းကတခြားတော့မဟုတ်ဘူးသူတို့နုဘယင်မင်းမြတ်ရဲ့အကြံစီကိုဆန္ဒတွေဝီဘယင်မရဲ့ဆွေနာတော်ကိုပေါက်ကြားသွားလို့ရွာထဲမဝင်ရောက်နိုင်အောင်ဆန်းချောင်းကလေးကနေပြီးစီပြီးခုခံလို့ သူတို့နုဘရင်မင်းများရဲ့စစ်တီတော်တွေဖျော်ဖျဲထွက်ပြေးသွားရတာကိုကျွန်တော်တို့မြင်ခဲ့ရတယ်။ကျွန်တော်တို့ပါဖနှောင်းနယ်တယ်မှာတသားတဲ့နေအောင်ပြေးလာခဲ့ရတယ်။ဘူနန္ဒကပြန်ပြောလိုက်ရာသူတို့နုဤကင်းထောက်လူနေငါအုံးမှာမျက်လုံးပြူသွားကြသည်။ဟင်အကြည်တော်ပြောတာအမှန်ပဲလား။အမှန်ပါကျွန်တော်ကိုယ်တိုင်မြင်ခဲ့တာကိုပြောနေတာပါ။ဒီလိုဆိုရင်ဘယင်မင်းမြတ်တန်ခါသာပြီးအကျိုးအကြောင်းတန်တော်ဥတင်မှာဖြစ်မယ်။ကဲအကြည့်တော့ ဘရင်မင်းမြတ်ရဲ့ရှေ့တော်မောက်ကိုဝင်ပြီးအကျိုးအကြောင်းတန်တော်ဦးတင်စမ်းပါလာကျုပ်တို့နဲ့တခါတည်းလိုက်ခဲ့ကျွန်တော်လိုက်လို့ဖြစ်ပါမလားပြီးတော့ကျွန်တော်မှလည်းအဖေတယောက်ပါသေးတယ်လိုက်တာ လိုက်ခဲ့ပါအဖေပိုင်းလည်းတခါတည်းခေါ်လာခဲ့ပေါ့ဟိုရောက်လို့ဘရင်မင်းမြတ်ကိုဟုတ်တိုင်းမှန်ရာတန်တော်ဦးတင်လိုက်ရင်အကြီးတော်တို့ကိုဘရင်မင်းမြတ်ကကျေးဇူးတင်ပြီးဆုလက်တော်များပေးသနာတော်မူလိုက်မယ်ကင်းထောက်လူလင်များကအတင်းခေါ်ရာဘုနန္နာမှာမလွှဲတာမချောင်တာတော့ပဲ ။ဘယင်မအားတကိုးလုံးလုံကြုံအောင်တပတ်ဖြင့်လွှမ်းခြုံထားလိုက်ပြီလေ။เจ้าကူအပြင်ဘက်ရှိတစ်ပင်တွင်ရှိထားခဲ့သည့်မြင်းများကိုစီးကာကင်းထောက်လုလင်၅ဦးနှင့်အတူလိုက်ပါလာခဲ့ပေရာ။ညမကြမီတောင်ဆောင်တွင်မိဖို့များဖို့ကမိလုံနေကြတော့စစ်တီတော်အချို့ကိုခလန်းလန်းမှမြင်ရပေသည်။ဒါထက်အကြီတော်တို့ကိုကျွန်တော်တခုမေးချင်တယ်။ဘာများသိချင်လို့လဲ။မင်းညကစေတုံးတာမျိုးတော်ကထွက်ပြေးသွားတဲ့ခတ္တမျိုးသားကြီး တူဝနနိုင်ငံတော်ကိုချောချောမောမောရောက်ပြီလားဆိုတာသိရှင်လို့တူတန်တို့ဘယင်မင်းမြတ်ထံမှာရောက်ကြည့်လာတယ်လို့တော့တင်းကြားမိတာပဲတည်တည်ချာချာတော့မပြောတတ်ဘူးကင်းထောက်လူလင်ကအပြေပေးလိုက်ရဘုန်းနာနာဒီဘာမှထပ်မပြောတော့ပဲကင်းထောက်လူလင်များနဲ့အတူတပြေးပြေးလာခဲ့ကြပြီဟောဟိုမှာဘယင်မင်းမြတ်ရဲ့ယာယီစံနန်းတော်ပဲလာကျုပ်တို့နောက်ကလိုက်ခဲ့ကြဘာမှမကြောက်နဲ့ ဘရင်မင်းမြတ်ခြေတော်မှာကိုရောက်ရင်အကြည်တော်မြင်ခဲ့တဲ့မြတ်ကြားခဲ့တဲ့မြတ်ကိုရဲရဲကြီးတန်တော်ဦးတင်ပါကင်းထောက်လူလင်မြတ်ကဘုဏ္ဏနာအာအပိစကားပြောချိုပြီးသူတနုဘရင်ဤရာရင်နန်းတော်အတွင်ကိုခေါ်ဆောင်၍သွားခဲ့ပြီအခန်း29သူတနုဘရင်ဤရာရီဆန်နန်းတော်မှာတေလာဂိရိတောင်ကပန်းတွင် ကြီးမားသောကြောက်ကူလိုင်းလောင်းကြီးကိုအမေပြုတ်ကတိက္ခတ်များဖြင့်မိုးလေလုံအောင် ဆောက်လုပ်ထားသည့်တိက္ခတ်နန်းတော်ကြီးဖြစ်ပေသည် တန်တန်းကြီးအတွင်းတွင်မီးဖို့ကြီးတစ်ခုကိုတွေ့ရပြီးထိုမီးလင်းဖို့ကြီးအနေရှိတလုံးတော်ဘော်တွင်သူရနုဘရင်မှာတမလွဲထိုင်ကလက်တစ်ဖက်တွင် အရက်ထဲ့ထားသည့်ရွှေဖလားကိုကန်၍ကြံလက်တစ်ဖက်တွင်မူကြက်သားကင်ကိုကန်ပြီးကြက်သားနှင့်အရက်ကိုမြည်၍နေပေသည်မီးလင်းဖို့ဘော်တွင်လည်းကြက်တကောင်ကင်ထားသည့်ကိုတွေ့ရပေသည်ဘူနာနာနှင့်ကင်းနောက်လူလင်များဝင်လာသည်ကိုမြင်သောအခါသူရနုဘရင်သည် ရွှေဖလားထဲမှအရက်ကိုမော့ချလိုက်ပြီး ဘုန်းနာနဲ့တကူလုံးကမလာလွှမ်းခြုံသားသည့်ဘယင်မအာမျက်တော်မခတ်ပဲစိုက်ကြည့်၍နေပေသည်ကင်းထောက်လူလင်များကလည်းသူတနုဘယင်အားအကျိုးအကြောင်းခြောက်ထားတန်တော်ဦးတင်ပြီးအပားမှထွက်ခွာသွားပေသည်ဘောင်မင်းဟာဘယ်သူလဲဘယ်ကနေလာပြီးဘယ်ကိုသွားကြမလို့လဲသူတနုဘယင်သည်အယက်တန်ပါပါနဲ့မေးလိုက်သည် ကျွန်တော်နာမည်က မောင်ဝေလူလို့ခေါ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့လက်ပါစီပါမောင်မင်းရဲ့လက်ပါစီကလူကျော်လူလာပဲဟဲ့ ရှေ့ကိုတိုးခဲ့သံသူတို့ဘယင်သည်စန္ဒာဒေဝိဘယင်မအားလှမ်းခေါ်လိုက်သည်တို့ရတွင်စန္ဒာဒေဝိဘယင်မသည်ရှေ့သို့မတိုးဘဲဘုဏ္ဏနာ၏နောက်ွယ်တွင်ရပ်၍နေပေသည်ဘယင်မင်းမြတ်အတွက်လက်ဆောင်စကားပါးစရာပါပါသည်ဘုဏ္ဏနာသည်သူတို့ဘယင်၏အာယုံကိုပြောင်းသွောအောင်ပြောလိုက်သည်အင်းဟုတ်ပေသားပဲကဲတန်တော်ဦးတင်တရားရှိတာကိုတန်တော်ဦး၆တင်နာတရင်ကောင်းလားတရင်ဆိုးလားတရင်ကတော့တိတ်ပြီးကောင်းလာတဲ့တရင်မဟုတ်ပါ ငါလည်းအထင်သားပဲအခုတည်းထိရွာသားရရဘက်ကမီးတောက်မီးလျံမမြင်ရတာကိုထောက်ရင်တခုခုဖြစ်နေပြီလို့အထင်သားပဲကဲမင်းမြင်ခဲ့ကြားခဲ့ရတာတွေကိုတန်တော်ဦးတင်စမ်းဘယင်မင်းမြတ်ရဲ့အကြံစီကိုသူစာနာတွေဝင်ဘယင်မကြားသိတော်မူသွားပြီးဘယင်မင်းမြတ်ရဲ့စစ်တီတော်တွေကိုရွာသားရရတဲ့ဝင်ပြီးမီးမချို့နိုင်အောင်လမ်းကူးလမ်းမှာရှိတဲ့ဆန်းချောင်းကလေးကနေပြီးဘယင်မရဲ့စစ်တီတော်တွေကလျှက်ရက်တပြက်တိုက်ပွဲဆင်ပြီးခုခံလိုက်တဲ့အတွက် ဘယံမင်းမြတ်ရဲ့စစ်တီတော်တွေဟာအတုံယုံကြာချုံးကုန်ပါလေ။ကြံတဲ့စစ်တီတော်တွေလည်းဖယိုးဖယဲကစင်ကလေးအားဖြစ်ကုန်ကြပြီ။ခြေဦးတရာကိုထွက်ပြေးကုန်ကြပါပြီ။ဘုန်းနန္ဒပြောလိုက်သောစကားများကိုကြားသောအခါတူတနုဘယံမှာဒေါသအမျက်ချောင်းချောင်းထွက်ကလက်ထဲတွင်ကင်ထားသည့်ကြက်သားကင်ကိုလှင့်ပြလိုက်သည်။ဒီအဖြစ်အပျက်တွေကိုမောင်မင်းဘလို့လှုပ်ပြီးသိတယ်လေ။ကျွန်တော်ရဲ့နာမျက်စိနဲ့တက်အဲ့တေရှာကြားခဲ့မြင်ခဲ့လို့သိတာပါ။မောင်မင်းလျှောက်တင်ချက်တွေဟာအားလုံးအမှန်ကြီးပဲနော်။ မဟုတ်မမှန်လျှောက်တင်ရင် မောင်မီအပြစ်ဒဏ်ခံရမယ်ဆိုတာနားလေရဲ့လားနားလေပါတယ်ဒါကြောင့်ဟုတ်တိုင်းမှန်ရာကိုတန်တော်ဦးတင်နေခြင်းဖြစ်ပါတယ်အခုလိုဟုတ်တိုင်းမှန်ရာတန်တော်ဦးတင်တဲ့အတွက်စုလက်များရှင်းပြလိုက်မယ်လို့လည်းမျှော်လင့်ပါတယ်ဘယ်လိုစုလက်မျိုးလိုချင်တယ်တခြားစုလက်တော့မလိုချင်ပါဘူးလွတ်လပ်စွာသွာလာခွင့်ပဲလိုချင်ပါတယ်ဘာလဲတည်င်းတော်ပြည့်စုံအောင်မပေးရသေးဘူးသွားကျင်လာပြီလားငါကိုယ်တော်မြတ်သိကျင်တာတွေအားလုံးတိပြီးမှ မောင်မင်းကိုလှုပ်သိမ့်ရင်လှုပ်မယ်ပြီးတော့မောင်မင်းရဲ့လက်ပါဆွေလိုတဲ့တံငယ်ကိုလည်းငါကိုတော်မြတ်မျက်စိကြနေတယ်ငါ့ကိုသူ့ကိုငါဘရင်ဘာမှခါစားရင်ကောင်းလိမ့်မယ်ထင်တယ်သူတို့ဘရင်ဒီအယက်တံပါပါဖြင့်ဘုန်းနာနာကိုကွယ်ပြီးရက်နေတော့ဆန္ဒရီဝေဘရင်မအားလှမ်းကြည့်ပြီးပြောလိုက်ပြီလေရင်ရွှေပလားတဲ့တို့ချွေရည်တကောင်းထဲမှာအယက်များငှက်ထဲ၍နေပြန်သည်ဘုန်းနာနာမှာမူသူတို့ဘရင်ကြီးအရေအကဲကိုသာကြည့်၍နေပေသည် ဟုတ်ကဲ့ပါခင်ဗျာဒီနေ့အပိုင်းစီစဉ်နေဆက်မှုကိုအီမာနင်ခိတခဏရနာဝင်ပြပါခင်ဗျာဒီနေ့မှာအချိန်ပြေပြေဝင်ရောက်နားဆင်အားပေးကြကြသူကျွန်တော်တို့ရဲ့ညီကောင်မတို့မှတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါရခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတို့များအားလုံးကိုယ်စိတ်နှပါချွန်လန်းချမ်းမြေကဘေးပရာအပေါင်းမှကင်းဝေးကြပါစေခင်ဗျာ